Hey yo what's up အဲ့ဒီဝက်မာဖီကနေကြိုးလိုပါလေဒီနေ့ကျွန်တော်လည်းတို့ green screen လေးအတိတ်ကြည့်ကြမယ်ဗျာထုံးစံတိုင်းတပ်တက်ထဲက new project လေးကိုအချက်နိုင်မယ်ပေါ့နော်ကျွန်တော်တို့ edit ချင်တဲ့ video လေးတစ်ပုဒ်ရွေးမယ်ပေါ့ဗျာ green screen edit ပြဖို့အတွက်ကျွန်တော်ဒီ video လေးရွေးချယ်ထားပါတယ်ဒါမျိုး video လေးကို Google ကနေလည်းတော့ရှာပြီး download ရပါတယ် video download လေးကိုလည်းကျွန်တော် video လေးတစ်ပုဒ် တက်ဆက်ပြီးတော့ပါမယ်နော်ကိုတောင်းကျင်တဲ့ green screen နဲ့လည်းတစ်ချက်တောင်းထားဖို့လိုရဲပေါ့နော်အဲ green screen ကိုကြာတော့ကျွန်တော်တို့ YouTube မှာလည်းအများကြီးရှိရပေါ့နော် green screen တွေကစိုက်တဲ့ green screen ကိုရှာပြီးတော့တောင်းလို့ရရပေါ့နော် hover လေးတော့ဝင်လိုက်ပါ add hover လေးကိုတစ်ချက်ထပ်နေပါကျွန်တော်ယူသုံးမဲ့ green screen လေးပါเนาะဒါလေးရ ဗီဒီယိုဆိုက်ကမညီဘူးပေါ့နော်โอเคဗီဒီယိုဆိုက်မညီတော့ကျွန်တော်တို့တစ်ချက်ညှိရမယ်ပေါ့နော်ဒီအပေါ်ကဗီဒီယိုဆိုက်ရယ်အောက်ကဗီဒီယိုဆိုက်ရယ်တစ်ချက်ညှိမယ်ပေါ့နော်အောက်ကဗီဒီယိုဆိုက်ကိုကျွန်တော်တစ်ချက်ထောက်ထားမယ်ပြီးရင်ဒီအောက်ကဘာတန်းနဲ့မှာနော်ဒီမှာဒီ transform transform ဆိုတာလေးရှိရပါတော့ ပြီးရင် recite ကိုနှိပ်ပါကျွန်တော်ကဒီ၄၃ site ကိုယူလိုက်မှာပေါ့နော်ဟိုဒီလိုပေါ်နေအောင်ပေါ့နော်ဒီ green screen ကိုတော့ဖြောက်မှာဆိုတော့ဒီအောက်ကအဝိုင်းလေးရယ်ပေါ်ကဝိုင်းလေးရယ်ကိုတူတူကြည့်ပြီးတော့ပေါ့နော်တစ်ချက်ညှိရပါဘူးပေါ်ဝိုင်းလို့ညချက်ယူလိုက်မယ်။ဟိုဘယ် all of green screen လေးပေါ့နော်။အဲဒါကို green screen လေးပြောက်သွားရေပေါ့။ ဒီ NFT လေးနည်းနည်းတိုးလိုက်မှာပေါ့နော်ကျွန်တော်ကဒီဘက်ကနည်းနည်းတိုးလိုက်မတော်တော့ရပါပြီ35လောက်ပါနော်နောက်ထပ် sound effect ကိုကြတော့ကျွန်တော်ဒီကနေထည့်မယ် audio ပေါ့နော် audio ရဲ့ဝင်ပါ sound fx ဆိုလည်းရှိရပါနော် တက်ထဲကနေကျွန်တော်တို့ဒီမှာတန်တာ stone ပါနော်ဒီကောင်လေးဒီကောင်လေးလိုက်ရှာလိုက်ပါတန်တာ stone ဆိုပြောဒီမှာဒီအပေါ်မှာအပေါ်ဆုံးမှာတွဲရလေးပါနော်ဒီကောင်လေးကိုအပေါင်းနဲ့ယူလိုက်ပါနော်ဟိုကျွန်တော်ကယူပေးထားဆိုတော့နှစ်ခုဖြစ်နေပါနော်ဟိုတစ်ချက်ဖြတ်လိုက်သောသောဗီဒီယိုမှာမိုးရွာလေးမပါဘူးမပါဘူးပေါ့နော်အဲမိုးရွာလေးကိုကျွန်တော်ထည့်ထားတာပါ ီ effect ဆိုတာလေးနေပါ video effect ကိုထပ်နေပါဒီမှာရိုက်ပြီးရှားရပါတော့။တော့ဒီမှာ rain name ပေါ့နော်။ rain name ဆိုပြီးတော့ရိုက်ရှားလိုက်ပါ။ဒီပထမအဦးဆုံးပထမအဦးဆုံးလို့ရတဲ့ကောင်လေးပေါ့နော်။ rain ဆိုတာလေးကိုနှိပ်ပါ။ ခွဲမှန်းခြင်းနဲ့လည်းပါဒါမျိုးလေးပေါ့နော်ဟုတ်ကျွန်တော်ကလည်းဒီမှာက rain effect ကိုရွေးပြီးသားဆိုတော့နှစ်ခုဖြစ်နေပါပေါ့နော်တစ်ခုဖြစ်လိုက်ပါမယ်အတော့ကြည့်ကောင်းတဲ့ဗီဒီယိုလေးရိုက်ပါတော့။တစ်ချက်ကြည့်ကြည့်အောင်ဗျာ။ဘာ export ထုတ်လို့ရပါပြီ Green screen တုံးနေတဲ့ဟာတကယ်ကိုရုပ်ရှင်ပါတယ်အားလုံးပဲနားလည်မယ်လို့ယုံကြည်ပါတယ်နောက်တစ်ဒီလိုမျိုးဗီဒီယိုလေးတွေ မျှဝေပေးတော့မှာမို့ like and share လေးနဲ့ကိုကြီးပေးပါဦးနော်